နော်တကယ်လို့ငွေကြေးနဲ့သာလုပ်မယ်ဆိုလို့ရှိရင်လုပ်မယ်ဆိုကိုစောဖုံးဟင်းဟာစင်းရံမွဲတည်နေတဲ့သူမဟုတ်ပါဘူးတိန်ထောင်ပေါင်းများစွာချမ်းသာပါတယ်နော်ဘန်ဒီမှာအပ်တဲ့ပတ်စံတော်မှာတိန်ထောင်နဲ့ထောင်နဲ့ကြည့်ဆိုလိုင်းဝင်လိုင်းမှာသူတွေ့နေကြတာပါပဲဟုတ်တယ်မလားအဲ့တိုင်းမှာတိတ်တထောင်သွားရတာတိတ်တထောင်ကျဘန်းထုတ်တာပါမြင်တွေ့နေတာပဲကားဆိုလည်းသူဘနက်စီဟိုကုန်ကားဆိုဘနက်စီရှိတယ်အိမ်မှာဘာကားရှိတယ်ဆိုတာသိတယ်ကိုစောဘုန်းကတိတ်ထောင်ပေါင်းများစွာချမ်းသာပါတယ်နော်ဒါကငွေတရားဆိုလို့ရှိရင်ပူစရာမလိုပါဘူးကိုစောဘုန်းကနော် တကယ်သူ့မှာဆိုလည်းပဲရှေ့နေရှေ့ရတည်လဲဒါငားရမ်းလို့လည်းရတယ်အပြင်လူအနေနဲ့လည်းပဲအဲဒီသူ့ကိုချစ်တဲ့သူတွေမေတ္တာရှိတဲ့သူတွေကငားရမ်းပြီးတော့လည်း like sub like ပေးမှလည်းရှိပါတယ်ဒါလို့ဝေးချင်းနဲ့လာရမယ်ဆိုလည်းပဲကိုစော်ဝိုင်းတို့တာကြာနေပါပြီနောက်တစ်ခါတစ်ခုပေါ့နော်ဒီသူဥပဒေအကြောင်းအရဆိုရင်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီစကန်းကအဲစကန်းကဟို ထောင်ချုပ်ကိုမပုတ်ခင်မှာဆိုလို့ရှင်လို့ရှင်အမှုကိုအရင်တိဆောက်ရပါတယ်အမှုတိဆောက်ပြီသူအမှုကန်နေရောမှာအမှုတိဆောက်လို့ပြီးွားတဲ့အခါမှာအဲရေးပြီးွားလို့ရှင်ဥပဒေအကြံတောင်းတောင်းရပါတယ်ဥပဒေအကြံပေးရတယ်ဥပဒေအကြံတောင်းဘာကြီးလိုအပ်တယ်ဘာကြီးလိုအပ်တယ်ဘာကြီးဖြစ်ဆိုပြန်နေဖြည့်စင်းဖြည့်ဆက်ပေးပြီးတော့မှဒါအမှုကိုတိဆောက်ရတာဖြစ်ပါတယ်အဲ့ဒီအမှုတိဆောက်လို့ရဲစခန်းမှာပြီးသွားပြီဆိုလို့ရှင်လို့ရှင်တော့ဒါထောင်ချုပ်ကိုပို့ပါပြီထောင်ချုပ်ကိုပို့တဲ့အခါကျလို့ရှင်အဲထောင်အချုပ်ကနေမြောက်မှာဒါအမှုကိုရင်ဆိုင်ကြပြီเนาะ ရဲစခန်းမှာအမှုတည်ဆောက်လို့မပြီးသေးဘူးဆိုလို့ချင်းပထမယမန်ကြီး15ရက်ယမန်လေးယမန်လေးဆိုပြီးတော့တောက်လျှောက်ယူလို့ရပါတယ်အမှုတည်ဆောက်လို့ အဲအမှုတည်ဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ရှိရင်ဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲ့ဖိုင်လွဲတွေအားလုံးဒီတရားရုံးမှာပဲရှိပါတယ်ဘယ်နေရာဘယ်နေရာမှမှဒါဖြောက်လိုက်လို့မရပါဘူးเนาะအဲဒါတွေကတချို့ဖြောက်လို့ရတယ်ဘာညာပြောတယ်ဆိုလို့ရှိရင်တော့ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဥပဒေလိုက်ဒါမှတခါလေးတော့ပြောလို့မရဘူးဗျာဥပဒေလိုင်းကြောင်းရအဲဘလို့ရှိလဲဆိုတာအဲ့လိုပြောတဲ့ခါကျတော့လေဥပဒေပိုင်းရလို့ဆိုတော့ငါးလာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့ဒါမှမဟုတ်ကျွန်တော်လည်းမသိဘူးလို့ပြောပြီးသားပဲပုံမှန်ရဆိုရင်တော့ လုံးဝလုံးဝမရှိပါဘူးတရားရုံးမှာရောက်လာတဲ့အမှုဖိုင်တွေကတရားသူကြီးလက်ထက်မှာရောက်ပြီးတော့မှဒါရုံးချင်းကြလို့ခြင်းတရားသူကြီးစစ်ပြီးစစ်လို့အားလုံးအားလုံးပြီးသွားတဲ့အချိန်ကြလို့ခြင်းတရားဆွဲဆိုနိုင်တဲ့အနေအထားမျိုးရှိလို့ရှိရင်ဆွဲချက်တင်လိုက်ပါမယ်ဆွဲချက်တင်လိုက်တဲ့အခါကြလို့ခြင်းကိုဇော်ဝဲယိုဒါသူကိုပိုင်ထွက်ဆိုချက်ထွက်မယ်ပြီးလို့ခြင်းသူကကိုပြတက်တည်တည်ထွက်ပေးမယ်ကိုပြတက်တည်ထွက်ပေးပြီးလို့ခြင်းအဲ့ချိန်မှာသူကအဲကြိုင်ကြမယ်လွန်တော့မယ်ဒီနှစ်ခုပဲရှိပါတယ်အဲ့တော့ငွေကြီးတွေကကျွန်တော်တို့ကလိုက်လို့ပြီးတော့ပတ်စံတွေစုကောက်ပြီးတော့လည်းပဲအဲဒါက ဟိုအခြားဟာမျိုးဖြစ်သွားနိုင်ပါတယ်เนาะပြတ်သွားနိုင်ပါလေတချို့ကကိုယ်စော်ဘွေကိုချစ်တဲ့စိတ်တွေနဲ့ဒီလိုမျိုးလှုပ်ကြမှာကိုကျွန်တော်အနေနဲ့ဒါသွားပြီးမြင်အောင်လဲတချို့ကအဲ့လိုမတန်ပါတဲ့နီးနန်းနဲ့စီးပွားရှာတဲ့သူတွေကဒီလောကမှာတော်တော်များပါတယ်เนาะအဲ့ဒီကျွန်တော်တို့ညီကောင်မလေးမဖြစ်အောင်လို့ပြောခြင်းပါတယ်အဓိကကတော့အမှုတီဆောက်လို့ပြီးသွားလို့ရှင်တော့အမှုကိုရင်ဆိုင်ရပါတယ်เนาะဒါကိုယ်စော်ဘွေမှာဘယ်သူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဘာမှလုံးလို့မရပါဘူးပြီးတော့ကိုယ်စော်ဘွေကိုတန့်တော်ကနေပြီးတော့မှမုံတီးလို့ ကိုတော်ဘုန်းကြီးကိုစစ်တပ်ကမချိနှက်လို့ဆိုပြီးတော့အမှုဆွဲတာမဟုတ်ဘူးเนาะမဟုတ်ပါဘူးအဲ့ဒီလိုမျိုးသားအမှုဆွဲတယ်ဆိုလို့ရှိရင်ကျွန်တော် LND တက်ထက်မှာဒီကျွန်တော်တန်ကြက်တိုက်တဲ့ကလေးတွေ၄၅၆လောက်ရှိတယ်၄၅ရောက်လောက်ထင်တယ်ကျွန်တော်အဲ့တန်ကြက်တွေကတော့အုံင်းလေးမှာညီဒီကုန်းသားလေးကပန်းညက်ရဲ့အုံင်းမှာစင်မာတော့တန်ကြက်တိုက်သွားတယ်ထင်တယ်အဲ့မှာတွေးလိုက်တယ်เนาะနောက်ကျတော့ကျွန်တော်နောက်တစ်ခေါက်ပြန်တွေးတော့အဲ့ကောင်လေးတွေကအမှုရင်ဆိုင်နေတာကိုတွေးတယ်အဲဟိုရန်ကုန်မှာဆိုလဲ200 300လောက်ရှိတယ် ကျင်းဆိုင်နေနောက်ကအရာဝီတိုင်းမှာဆိုလည်းမဥဝင်းတို့ပန်းတနော်တို့ဖြာဖို့တို့ဘက်မှာသူအမှုတွေထွက်နေကြတာရှိတယ်ပသိန်တို့အဲ့လိုမှအမှုတွေထွက်နေကြတယ်သူကသူပြောတယ်တမှုကို၃နှစ်လောက်တော့ကြာတယ်ဗျာ၃နှစ်လောက်ကြာတယ်သူဗနမှုကြာနေပြီ၁၀မှုလောက်ကြာသေးတယ်ဆိုတော့အဲ့လိုပေါ့အဲ့ဒါကရှင်းပြောလို့ရှိရင်ဒီအမှုတမှုတွေဟိုမန္တလေးကလည်းဆွဲတာရှိတယ်အဲအရာဝီတိုင်းကလည်းဆွဲတာရှိတယ်ရန်ကုန်တိုင်းကလည်းဆွဲတာရှိတယ်ဒီအမှုတမှုတွေကိုပတ်ဆွဲကြတာရှိတယ်အဲ့ဒါကတမျိုးပါအဲတောင်တော်အရာရှိတွေကနေပြီးမှဒါနိုင်ငံတော်ပို့ချုပ်မှုကြီးဥမင်းရောင်လိုင်းကိုဒါအစော်ကားတဲ့အချင်းမျိုးပြတ်စီတယ်ဆိုပြီးဆွဲတာ ကိုဇော်ဘုန်းကြီးညတော့အဲ့လိုမျိုးဆွဲတာမှာပေါ့အဲ့လိုဆွဲတဲ့ဆိုသူတနိုင်ငံလုံးပတ်ထွက်နေရမှာပေါ့နော်တနိုင်ငံလုံးကတောင်တော်သားတွေညီကောင်မလားတွေအကောင်လုံးကကိုဇော်ဘုန်းကြီးကိုချစ်ကြပါတယ်ဗျာဒါလည်းပဲသူမဖြစ်မနေလောက်ရမယ်အနေထားမျိုးလေးပဲဒီပြည်ဦးလွင်ရဲစခန်းဖြစ်သွားလို့ကျွန်တော်အနေနဲ့တုံးတက်တယ်ဒါကကျွန်တော်တို့ပြည်တိုင်းဒီဝန်ထမ်းတွေချုပ်ဝန်ထမ်းတွေတော်တော်များသိပါတယ်အဲနော်လို့ဒီလိုမျိုးလုံဆောင်ရတဲ့ဟာမျိုးမှာကျွန်တော်အနေနဲ့ကတော့ကျွန်တော်မနေ့ကပြောတယ်လို့ပေါ့အမျိုးသမီးတယောက်ကတရားစွဲတာကဟို တောင်တဘောမှာတရားစွဲတဲ့အမျိုးသမီးတယောက်ကအဲ့ဒီအမှုကိုကိုစော်ဖုံးရပိုင်းရဆိုင်မှာဖြစ်သို့တော်လည်းပဲဒီပြူးလွင်မှာရှိတဲ့စကန်ကဘာလုံးနေကြသလဲဆိုတာမျိုးမိကွန်ထွက်လာကြရှိတယ်။ဘာအွန်နေဖြစ်တဲ့သူကတော့မှဟိုရှင်းပြောလို့ရှင်တခြားသူတယောက်ကတော့မှဆွဲပြီးတောင်ဝင်ရှိတဲ့သူတောင်မှဆွဲလို့လားဆိုတော့ဒါပဝဲကြီးရဲ့ပြောလာတဲ့ဟာတွေကအများကြီးရင်ဆိုင်လာမှာဖြစ်တယ်။အဲ့လိုရင်ဆိုင်လာမှာဖြစ်တာအဲ့ဒီရဲ့ side effect ဆိုးချိုးကြောင့် ဟိုဘက်ကပြည်ဦးနယ်ဘက်ကတရားစွဲဆိုလိုက်ရတယ်လို့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်သုံးသပ်ပါတယ်မှားယွင်းကောင်းလဲမှားယွင်းနိုင်ပါတယ်အများအားဖြင့်ကတော့တရားမှာကျွန်တော်အနေနဲ့80 90လောက်တော့သိကြပါတယ်နော်အဲ့လိုမျိုးပြောခြင်းနဲ့နောက်ကိုစောဘုန်းကြီးကဒီတက်ကတရားဆွဲတာလည်းမဟုတ်ဘူးဒီဟာကြောင့် cipher ဆိုချိုးလေးရောက်သွားတယ်ဟုတ်ပြီထောင်ထဲရောက်သွားပြီဆိုလို့ရှိရင်လည်းပဲအချုပ်ထောင်ရောက်ပြီဆိုလည်းပဲ number 1ကကျွန်တော်တို့အဲဒါဟိုအချုပ်ထောင်နေမှာတရားရင်ဆိုင်တော့နော်တရားဆွဲဆိုင်တော့ဒီသားထဲမှာဘာမှလုပ်လို့မရကျွန်တော်တို့ နောက်ဆုံးလုပ်လို့ရတာတစ်ခုကအတနာခံတာတင်တာလောက်ကတော့ရမယ်အတနာခံတာတင်တဲ့နေရာမှာပြုလုပ်ဆိုဆိုင်ချတင်လို့အမိန်ချလို့မယ်အချိန်ကြာလို့ချင်းတရားသူကြီးကိုဒါဒါဒါတက်ညာပေးပါဆိုပြီးကျွန်တော်ဝိုင်းပြီးတော့ဒါမျိုးလေးတော့တင်လို့ရမယ်နောက်ဆွဲဆိုတာတော့တော့ချင်းချင်းအမှုရုပ်သိမ်းမှဆိုတာကဒါအယူခံနေပါညာစင်ငယ်စင်ငယ်သွားမယ်အနေထားမျိုးရှိတယ်တကယ်လို့ထောင်ကြသွားပြီဆိုတော့မှကျွန်တော်အယူခံတတ်ပိုင်ခွင့်ရှိသေးတယ် အယူခံတက်မှန်ခွဲရှိတယ်တော့အယူခံထက်တက်လိုက်အောင်ခိုင်ရန်ရုံညုံနဲ့ရုံကချာခိုင်ရန်ကိုတက်ခိုင်ရန်ချာတိုင်းကိုတက်အဲဒါမျိုးလေးချင်းစင်ငယ်စင်ငယ်ချင်းအဲ့ဒါတွေကကိုယ်စားဝိုင်းတို့ရဲ့ရှင်းနေတယ်လေလုံဆောင်နိုင်တော့ကျွန်တော်တို့ကလည်းပဲဘာကြောင့်တို့ကလည်းကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ရှင်းနေတယ်ရှိတယ်ကျွန်တော်တို့အမှုပြန်လာတယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရှင်းနေရှိတယ်ကျွန်တော်တို့ရဲ့အုံနေနေရှိတယ်နော်မန်နေဂျာအဖြစ်ဒီလိုမျိုးပဲတွားနေကြတာဟုတ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကဒါပြည်သူတွေလည်းအဲတရှိနားလေအောင်ဖြည့်ရှင်းပြည်ခြင်းဖြည့်ရှင်းပြခြင်းလည်းဖြစ်ပါတယ်ငွေကြေးဆိုလည်းပဲကိုယ်စားဖုန်းတို့ကပတ်စံရှိပါတယ်ကျန်းသာပါတယ်ဒီလောက် ဟိုကပူစရာမလိုတော့မှုစရာမလိုပါဘူးနောက်ကတက်မတော်ဘက်ကလည်းပဲကိုစော်ဘုန်းကြီးကိုတရားဆွဲဆိုတာမဟုတ်ပါဘူးဒါလေးတော့သိစေချင်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ဝင်ကျွန်တော်တို့အားနဲ့နိုင်နာကတော့ကျွန်တော်တို့ကတော့သတိတရားရှိတာလေးတွေသတိတရားရှိတယ်တကယ်လိုအပ်လာလို့ရှိရင်ကျွန်တော်ဒီကနေ့ပြောပြအောင်မယ်အတနာခံတာလေးတင်လို့ဒီစာရွက်တွေကိုကျွန်တော်စီကိုပို့ပေးပါဆိုပြီးတော့ကိုစော်ဘုန်းကြီးတကယ်လို့ဟို ဆွဲချက်တင်သွားပြီဟလာအမိန့်ချပြီဆွဲချက်တင်သွားပြီဆိုလို့ဒီပဲဆွဲချက်တင်သွားတဲ့အမှုကိုတက်ညာသွားပေးဖို့အတွက်ကိုကျွန်တော်တို့ကစာရက်စာနဲ့တရားရုံးကိုသွားတင်ပြီးမှဖြစ်ပါတယ်တက်ညာသွားအမိန့်ချဖို့ပါနော်တက်ညာသွားအမိန့်ချပေးဖို့ကိုပဲကျွန်တော်တို့ကတောင်းဆိုပြီးရမှာဖြစ်ပါတယ်အဲပြီးသွားလို့မှကျွန်တော်တို့ကဒါလို့အမိန့်ချလိုက်တော့ နောက်ထပ်အယူခံတက်ချင်ပါလေဆိုလည်းပဲဒါလိုမျိုးအယူတနာခံစားနဲ့ပဲကျွန်တော်တို့ကပြန်လည်ပြီးတော့အယူခံထက်တက်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုလည်းအဲ့ဒီချိန်ညာလို့ရှင်ကျွန်တော်လှုပ်ဆောင်နိုင်လို့ရှင်လှုပ်ဆောင်ပေးပါမယ်ဗျာအဲဒါကျွန်တော်လှုပ်ဆောင်နိုင်တာတော့ဟိုဒါလိုညီကောင်မလေးဒါလိုစုပြီးကျွန်တော်အတနာခံစားညားမယ်ဆိုကျွန်တော်ကိုယ်ကတော့အစည်းအဝေးတင်ပေးပါမယ်ဒါထောင်းကြမ်းမဲ့နေရာမှာ shop ပေါအောင်လေးပဲလုပ်လို့ရပါတယ်ဆိုတာလေးကိုသိသိကျင်းပါတယ်။တန်တာတွေကတော့ဟိုခေါင်းထဲမထည့်ပါနဲ့။ငွေကြီးဆိုလဲကိုစော်ဖုန်းတက်နိုင်ပါတယ်။နော်ကျွန်တော်တို့ကအဲထည့်ပြီးဝင်သေးတာလည်းမလုပ်ပါဘူး။အဲ့ဒါ ယ်ဟုတ်လားကိုသိန်းတော်ရှင်းရှင်းမယ်ကိုတော်ဘုန်းကြီးကိုကိုဘဘာကူညီနိုင်လဲထောင်ပိုင်းလိုက်မလိုက်တယ်ထောင်နော်ထောင်ပိုင်းတို့ကကိုနဲ့ပတ်တက်ရပတ်တက်ကြောင်းနေပေါ့နော်ဒါကြီးလို့နော်လူဆိုင်ပြေဖို့ပေါ့နော်ကိုသိန်းတပည့်လည်းရှိအောင်ထဲမှာကိုသိန်းတပည့်လည်းဆောက်ရှောက်ပြေဖို့ဆိုတော့ဒါလေးပဲကူညီပါလို့ကနဘာဘာကူညီကြမလို့ပါဘူးပေါ့နော်အားလုံးကဂျင်နာတွေဟုတ်လားကိုယ်ကိုင်းဒီတမရဝိုင်းရထောက်ခံသူတယောက်ကိုဗျအဲ့တော့ အောက်ခံတယောက်ဖြစ်တဲ့အတွက်ကြောင့်မလိုအပ်တဲ့ပြဿနာကြီးဖြစ်လာတယ်။အဲဒါသူနာသူအပြင်းမလဲသူတယောက်ထဲပဲသွားလာလှုပ်ရှားနေတာကုမုတ်စိတ်လို့ဆိုတော့အတီးဆုံးပဲ။သူင်းပြောတာကဗေနီယာတွေမှားတယ်လို့တော့မတီးပေါ်ပြကုသောဘိုးကြီးဒီမြေမှာတကယ်မာကန်ပိတ်တယ်အိတ်မရှိဘူးမာကန်ပိတ်တယ်မာကန်လူသူ့ကိုတကယ်ချီဦးပေါ့နော်အဲ့တော့ဟိုရိုဒီနဲ့လျှောက်တဲ့နော်ဒကမာကြီးကိုလည်းပြောလိုက်ပါ။ လုတ်ပါလို့ဥပဒေတိုင်လုတ်တာကိုသဘောကြီးလွံ့မြောက်ဥပဒေတိုင်လုတ်လို့ရှိရင်ပေါ့ကိုတော့အတိုက်ထက်ဝန်တာပြီးပြီဖြစ်ပါတယ်လို့ဘာလို့လဲဆိုတော့ပြည်ဥလွန်တော်ဥဒ္ဓမဘုက္ကတော်ရိခါရီထောက်ပံ့တဲ့အခါမှာလက်ချွေတွေကိုသဘောကြီးနဲ့ဥစဉ်ကအမာခံများတယ်နော်အမာခံများတယ်တော့ကိုသဘောကြီးတွေ့လာတယ်ဆိုလို့ရှိရင်ဥစဉ်တော်ပုံဝန်တာတယ်နော်နောက်တစ်ချက်ကဥစဉ်တော်ငါကိုသဘောကြီး905နဲ့ပုံမှန်66ကြာကြီးနှစ်ခုလဲဆိုရင်လည်းဥစဉ်တော်အတိုက်ထက်ဝန်တာပြီးပြီဖြစ်ပြီးရယ်နော် အဲ့တော့ဟာသူခက်တာကသူများတွေကဟာ900 900နဲ့ဟာ60ကျောက်ဂိုင်းကြီးနေ65 900ကိုဟုတ်ချရတာပဲဟာသူများတွေကကိုတော်ဘုန်းကြီးခုရောက်ခုခံလို့ဆိုတော့ဟာဟုတ်တယ်ဆိုကိုယ့်ဘက်ကတည်းကအာဟိုဘက်ချရတာပဲနော်အဲ့တော့ဦးစင်းတို့ပြောချင်တာကဦးစင်းကကိုယ်ကလေးကပြောတယ်ကိုတော်ဘုန်းကြီးကပတ်တဲ့ပတ်တဲ့ကြောင်းနေနော်ဒီဘဟုတ်တယ်နေမသေးဘူးကိုတော်ဘုန်းကြီးခန့်ခန့်ကြောင်းဟိုဘက်ဟိုဒီဒီကိုကိုဒီဘကလာကယ်လို့မရဘူးဦးတို့ကသူများနိုင်ငံသားခံထားတာလာကယ်လို့မရဘူးကယ်လို့ရမှာဒီမှာဗနီယာဗနီဟုတ်လား အဲ့မှာခင်ဗျာဗျာဆရာတော်ကြီးတွေဆိုလဲမေတ္တာရခံစားရေးထားတယ်ဆရာတော်ကြီးတွေလူကြီးတွေဒီကွာတွေ့ဟုတ်လားဘယ်ဟိုင်းဒီဟိုတော့အထောက်အကူပြုတဲ့လူကြီးတွေဆိုတာကလည်းအရေးကြောင်းကြတော့ဖုန်းတော်ဆက်ပေါ်မရကြပါဘူးသူတော်ဘိုးကြီးမှလူကြီးတွေရှိရလို့ဥစ္စာတော့တည်တာဟုတ်လားတည်ရတယ်ဘယ်လူကြီးဆိုတော့ဥစ္စာလည်းမတည်ဘူးဒါဆက်ရေးပါမလဲဒါဆက်နော်ဘယ်လူဘယ်လူကြီးမှဖုန်းမဆက်ဘူးအဲ့ဥစ္စာတော့မရရပဲဆရာတော်ကြီးဆရာတော်ဆိုလို့ရှိရင်ဟုတ်လားသွားပြီးမှ ကောဘုန်းကြီးကိုအလူခံပေးတယ်အလူခံပေးမှဟုတ်လားအာချုပ်ကြီးစုဆိုတော့ကောဘုန်းကြီးတို့စာရေးပေးတယ်ဒါတွေဘလို့ပြီးလဲခင်ဗျားတို့ခွန်လိုက်မော်တော့အာချောင်ရတာဟုတ်လားခွန်လိုက်မော်တော့အာချောင်မြေမြေမှာလှုပ်လို့ရတဲ့အရာရှိတယ်မြေမြေမှာလှုပ်ရှားတိတ်တိတ်လေးတော့လှုပ်လို့လှုပ်ရှားတဲ့အရာရှိလှုပ်လို့ရတဲ့အရာရှိတယ်ခင်ဗျားတို့ကဘာဖြစ်တယ်ပဲတော့ခွန်လိုက်မော်နေပျောက်သွားတာနော်ဦးစင်းတို့ကဟုတ်ပြီကောဘုန်းကြီးကောဘုန်းကြီးနဲ့ဦးစင်းအယုံမင်းစီကြီးကအေးကြီးတွေကိုတော့လည်းကုသိုလ်ဖွင့်တိတ်၄၀လုံးစိုက်ပေးထားတယ်။ဥစဉ်30ပဲပေးရတယ်။30ပဲပေးရတယ်။ကိပေးနဲ့လွှဲပေးထားတယ်။30ပဲကုသိုလ်ဖွင့်စုရောက်သေးတယ်။ 在人村子里，但有时形想想不好了，到到 it, 到对对 ility, it, 到在人村子他他跑工阿二百来米，喏，我说我这，我说我这大家注意跑工资那嘛南马走路先的，过了百三十的，长南那了可来到路一下的，再回来走路一下的，好啦，俺来扫我们了，好啦，俺开回来扫我们。百山西路线长那嘛个绕一圈回来，本来在长水边没啥景了，长水边西站里有啥景？那个长水边西站里我该路家了，到那个一圈回来，长南嘛喏。 အဲ့တော့ဘာကြောင့်ပြောခင်ဗျကိုစိုးဖိုးရင်9960ကိုစိုးဖိုးရင်ထောင်အထွက်လာလို့ရှိရင်တို့တဘာရင်ဝါရင်ဖြစ်သွားတယ်ဟုတ်လားအတွေးခေါ်ညစ်သွားမယ်တို့ကထောင်ပါဝါသွားမယ်နော်ဖိုက်တင်တဲ့လောက်နိုင်ငံရေးပါဝါသွားမယ်ပေါ့ဗျာနော်နိုင်ငံရေးပါဝါသွားမယ်နော်ထောင်နဲ့ရောက်လို့ရှိရင်မိတ်ဆွေစင်မိတ်ဆွေမန်ဆိုသူတိလာလိုက်ဘယ်သူကမိတ်ဆွေစင်လဲဘယ်သူကမိတ်ဆွေမန်လဲဟုတ်လားတိလာလိုက်ပဲအဲ့ဒါကြတိလာလိုက်မယ်ဆရာတော်ဘုရားကြီးဒီပိုင်းရှောက်ထားပါတယ်ဆရာတော်ဘုရားဘယ်လိုရှောက်ထားပါလဲဒီပိုင်းကပူပါအဲ့ဒါလည်းလုပ်မယ်ညာဒါဟုတ်လားအွန်လိုင်းမော်ဒယ်ခင်ဗျာတို့ပြောက်ပါမယ်နော် ။အခုကစိတ်စိတ်မစိုးရဘူးကို့တက္ကရာကမတွေဟုတ်လား။ဒီအမြင်မတူရင်တော့မှတန်းနိုင်ရတခုတည်းကိုဗျာ။တန်းနိုင်ရတခုတည်းကိုနော်။အဲ့တော့ကိုပြောလိုက်လို့တစ်ဖက်ဒူတော်ဝဲရင်ခင်ဗျာဝင်လိုက်မောပြောလိုက်လို့ထိခိုက်သွားတာလေအများကြီးပဲနော်။အဲ့တော့ဦးဇင်းတော်ကမပြောဖို့အတွက်ကိုအမုန်းခံပြီးကိုဦးဇင်းတော်ကဟုတ်လား။ဖန့်ကျင်မဲ့လုပ်ပြကိုပြောမိအောင်ပြောကြတယ်။သဘောမပေါက်ကြဘူး။ကိုဒီပြည်တွင်းထဲကတချို့လူတွေကနော်။သဘောမပေါက်ကြဘူး။ဒီလိုဟာကဟမ်းမာပြီဆိုကြတဲ့ဦးဇင်းတော်ဘယ်လိုဟာဘယ်လိုဟာတက်ပြီးပြီဘယ်လိုဟာလုပ်ပြီးပြီဆိုတော့အဲ့ဒါဒီလို့ ဆာရောကြီးဟုတ်လားသူကျောက်ကြီးဆာရောကြီးဆာရောကြီးဆာရောကြီးရဲ့မတရားခံတိုင်းတွားတူကြတယ်ကျွန်တော်တို့ဘာတိရဲ့ဘူပါတိရဲ့ဟမ်ဘာတိရဲ့ဟမ်ဟာတစ်ဖက်ကိုဘာလုတ်ပစ်လိုက်မယ်ညာလုတ်ပစ်လိုက်ဥပဒေတိုင်းလုတ်ပစ်လိုက်လေလုတ်ညာလုတ်ပစ်လိုက်မယ်ဥပဒေတိုင်းပြပြီးမှတော့အဖွဲ့ကိုအုပ်စုကိုရေးယူပစ်လိုက်မယ်အဲ့ဒါကလည်းခဏရေးယူပစမ်းနဲ့ယူမနေနဲ့အဲ့သူတို့ပြောတဲ့အဲ့သူတို့ဆွဲတဲ့ပုံပါရင်တော့ခုမှမဟုတ်ဘူးဒါတက်တက်ကဲနော်ဘိုးကမမမခိုင်းတော့ဟိုအရုပ်ဆွဲတဲ့ဟာနဲ့ဘာမှကိုမဆိုင်နေဘူးခင်ဗျာကဲဘာမှကိုမဆိုင်နေနော် တော့အေးစစ်စစ်လေးနေကြမကူညီနိုင်ဟုတ်လားအေးစစ်စစ်လေးနေကြတကယ်လုတ်ပေးရတဲ့သူတွေကြတော့ခင်ဗျားတို့စကက်စိတ်အောင်ရှက်ဖြစ်တယ်နော်ခင်ဗျားတို့က905ဆိုလဲ905 60ပဲဆို905 60ကြီးဟိုဟာလေပုံမှန်လေးတဲ့ဒါမျိုးတွေခင်ဗျားတို့ကနော်ဘူဘူတိုင်းလဲဘာကနာနာလဲမတိဘူဘူတိုင်းလဲဘာမှမတိဟိုဟာလဲဘာမှမတိအဲဆရာကြီးလိုလိုနဲ့ဟုတ်လားလူတွေရအောင်လိုက်တွေရအောင်ရှယ်တွေရအောင်ဆိုတဲ့ပုံစံမျိုးတော့မလုပ်ကြနဲ့เนาะဒါလေးပြောချင်လို့ပါဗျာနောက်တစ်ခုကတော့ဦးဇင်းတို့ဒီစကိုင်းတိုင်းတဲကဦးဇင်းတို့ မင်းကွင်တကြောမှာတော့အရင်ကတော့တက်ဟောနော်ဒုတက်မှမူကိုယ်တိုင်လည်းရှင်းတယ်ဒုတက်မှမူကိုယ်တိုင်လည်းဒီနေရာတွေကိုတော်တော်များများရှင်းသွားတော့ခုဒုတက်မှမူဒုတက်မှမူကခဏနားတယ်နားပြီးတော့ပြူဝမှုနဲ့ဒီနောက်ထပ်ပြူဝမှုပေါ့နော်နံပါတ်33ကပြူဝမှုနဲ့တက်မလို့တိုင်းနဲ့ပတ်တာစားတွေချူရဲလည်းပါတယ်ရဲလည်းပါတယ်အဲ့တော့ဥစဉ်တော့ကင်းပါဘူးလေတက်မလို့တိုင်းနဲ့ဒီပတ်တာပြူဝမှုနဲ့ထိရောက်ရောက်ရှင်းပါတယ်တခိုင်းပတ်တာစားရင်းနဲ့နော်ဥပုံအဖွဲ့ရင်းနဲ့ပေါ့နော်ဥပုံတို့အဖွဲ့ရင်းနဲ့ရှင်းပါတယ်တက်မ33နေနဲ့ကြောင်းမောက်ဆိုရှင်းသွားပါတယ် နော်အရှင်းတော်တော့ကလည်းကိုယ့်ဘက်ကတူတူကတော့ကိုယ့်အလောင်းကိုဆွဲပြေးကြတာပေါ့နော်ကိုယ့်ဘက်ကလည်းဒါပြီးတုစစ်တယောက်ကြားတယ်တက်မလို့ဒါနေရောက်ထိခိုက်တယ်ရတယ်ထိခိုက်တယ်ရတယ်နော်၃ယောက်ပေါ့အဲ့လိုကိတော့ပြီးကိပါပြီးတော့ခု6မာကြီးမှာ6မာကြီးမှာလည်းထိုလိတူသွားအင်းအားမြောင်များသွားနေပဲဒီအကျန်းဖက်တွေကိုရှင်းလင်းနေတယ်ဒီကဲရှီဟောင်းပထိုးတော်ကြီးတွေမင်းကွန်းလို့နေရာမျိုးကြီးတွေမှာတကယ်နေရာယူလက်နဲ့ကြည့်နေလှန့်ပြစ်လက်နဲ့ခုတော့ငရိနာစီတီဆိုတယ်တစားစီဖြစ်သွားပြီသူလက်နဲ့ကြည့်နေပြစ်ထားရောငလင်းတန်မိတာရောနော်ငရိနာစီတီဆိုတယ်ဒီအကျန်းဖက်တွေဒီတို့ဒီရဲ့ဖျားရိုက်တဲ့တောင်တို့ကိုခံရမယ် နော်သူအကုလူကသူတို့အကျိုးကိုပေးမှာနော်အကုလူရဲ့ဒါကိုသူတို့ခံနိုင်အောင်ရှိအောင်မသူတို့စူးစမ်းရမှာအဘဘုရားဘောပါဗျာမြေပထိုးတော်ကြီးကနေပြီးမှအားရနိုင်မယ်ဘုရားနာသူတို့လာပြီးမှညိုရွာရဲလာရင်ဘုရားရင်နာမိမိမှဒီပေါ်တဲ့ကြီးပေါ်တဲ့ဒါမျိုးမျိုးပေါ်ပြားဒီကောင်းနေဒီဟုတ်လားဖေရောကာပါယူနဲ့ပြစ်ကြတယ်ဒီဘက်ကတော့ဟောဖေရကာပါယူဟာဆိုတလဲမှမပြစ်ဘူးဆိုတော့ဟောလူရင်ကနဲတယ်ဘာညာပုံစံမျိုးတွေပေါ်ပြားနော်ဟောတကယ်လဲရှင်းရောသူတို့ပြေးရောနော်တကယ်လဲရှင်းရောပြည်သူကိုတတိုင်းလုံးမိရတော့လည်းပြေးကြရောဗျာဟုတ်လားမင်းခွင့်ပဲပေါ့နော်အခုမင်းခွင့်ပဲကြောလုံးကြောလုံး လက်ရှိဦးဇင်းတို့ဒါရမ်းမြောင်မှာဆိုတော့6မိုင်ကြီးမှာရောက်ရှိနေပြီเนาะဦးဇင်းတို့တက်မတော်ရောတက်မတော်တကယ်အင်အားမြောင်မှာဆိုစစ်ကြောင်းတွေရောလည်းနဲ့ပြည့်စုံသွားပြီเนาะအကျန်းဘက်တွေမင်းကုန်းဘက်မှာဒါသကိုင်းသကိုင်းတက်မ33နဲ့ဒါမင်းကုန်းသကိုင်းကျိတုစုဦးပုံတို့အခွဲတွေရဲ့ဒီမြန်မာနိုင်ငံရက်တက်ခွဲအချို့ရဲ့ဒါပူပေါင်းပြီးမှမြန်မာတချို့နယ်တွေမှာလည်းအကုန်လုံးရှင်းလင်းနေတယ်ဆိုတာကိုလည်းအမျိုးများအားလုံးကိုသိစေချင်ပါတယ်နော်မြန်မာနိုင်ငံမှာအကုန်လုံးကဒီချိန်မှာဦးဇင်းတို့တပ်မတော်ကိုပေါင်းထုတဲ့စကားတွေမပြောဘဲနဲ့ เนาะခင်ဗျားတို့ကဒီခန်းတဲ့နေရာနိုင်တဲ့နေရာကြီးလေကျွတ်တို့နေရာရှင်းလင်းနေတဲ့နေရာကြီးတော်တော်များများထိထိမိမိပြောရမယ်ကိုဘက်ကခင်ဗျားကြာသွားရင်တော့ကြာတယ်လို့မရေးဘူးเนาะကိုဘက်ကကြာရဆိုတော့တရားမှာညောင်များစွာကြာတယ်ညောင်များစွာတယ်စကိုင်းတိုင်းထဲမှာလဲထုံနေတူသွားတယ်တေးလိုက်တာတက်တော့လဲနေတယ်ဘာလို့တစ်လုံးမှမတည်ဘူးအာကိုဘက်ကတော့ဗျာဘလို့ဖြစ်လို့ပဲချင်းချင်းတော့မကြောက်ဘူးလားဗျာကျွတ်တို့လည်းငကွာဒါမျိုးပြောခဲ့ပါတယ်เนาะဒါကြီးလမ်းကြောတွေကဥစ္စာခါကြီးလွဲနေတယ်လို့ဥစ္စာတုံးတိုက်ချင်းတယ်เนาะအဲ့တော့ကျွတ်တို့ကလက်တွေတိုက်ရတာမဟုတ်ကျွတ်တို့ကလည်းပါဇက်စပီကခင်ဗျားတို့ကလည်းလက်တွေတိုက်ရတာမဟုတ်ခင်ဗျားတို့ကပါဇက်เนาะ စာလေးပဲကြီးရလွဲတယ်။ဒါဥစဉ်တို့ဆိုဟိုတလောက်ဆိုမီတာဥစဉ်တို့900 800ပဲသူခခန်းဝင်လုံးတဲ့အချိန်မှာဥစဉ်တို့ဒါဟုတ်လား။ဒါမွေးလူအမွေးကြီးနဲ့ဥစဉ်တို့ဟုတ်လားကြည့်နေဥစဉ်အဲ့နဲ့ရိတ်ခတ်သွားရင်းနဲ့အဲနော်ကြည့်နေ။နောက်ပြုံးဆိုတော့လူကစိတ်ပါအော်ရှင်ဘုရားတဲ့ဟိုပါလေအန်ဒီရများတဲ့ဘုရားတဲ့မလာခဲ့နဲ့မလာခဲ့နဲ့တဲ့အော်တခါကြီးရဲ့လို့တုတ်ရှင်မှာသူတို့တော်မှဝင်လုံးနေရဝင်တိုက်နေရလို့အဲ့တုတ်ရှင်အဲ့ကြည်ကြီးကမှန်ကြော်ယူမှာကျုပ်မှန်တော့ တုတ်တန်ကိုစိုးလွန်းလို့ပါဗျာလို့တခါကြီးလို့ဟုတ်လားအန်ဒီအများတယ်လို့မဟုတ်ပါဘူးလို့ဟုတ်လားသူလည်းအတက်တရောဖြစ်အောင်လို့ပါလို့ဟုတ်လားသူတို့အတက်တရောဖြစ်တယ်ဟုတ်လားဝင်လုံးနဲ့ရတယ်သူချရင်တော့သူချလိုက်တယ်ဘာစားချင်လဲဘာလို့ချင်ပြောဦးစင်းဦးစင်းဆွမ်းနိုင်မှာအလူခမ်းပြီးလူမယ်ဗျာဟုတ်လားကိုမမရှိရင်တော့မှလို့ဦးစင်းမှလည်းဒကာဒကာမတွေရှိရဲလို့ဦးစင်းမှလည်းလူတန်းတန်တိုက်သူတက်မလို့ချင်းမြက်နိုးတဲ့ဒကာဒကာမတွေရှိရဲအဲ့တော့မပူနဲ့ဟုတ်လားအဲ့လိုဦးဇင်းကဝမ်းမြောက်ဝမ်းသာအားပေးတဲ့ဒီလိုစစ်မိပြီးဒီဘာတွေပြောတယ်ဆိုတာအဖြစ်ဖြစ်တယ်ဆိုတာသိတယ်။ကိုကိုကိုရဲ့တက်မလို့ဓာတ်တွေကိုရဲ့တိုက်ပြည့်ရဲ့ဒီရဲ့ကောင်းတွေ ခွင့်ရရှိပါတယ်เนาะအားလုံးစီလုံးကြပါမြည်ကြပါကျောင်းလက်တရားဖောင်းမှုဆိုတာတစ်ခါနဲ့အတန်တိတ်လုံးလို့ရတဲ့အရာရှိတယ်အတန်ထွက်လို့ဒုက္ခဝါတဲ့အရာရှိတယ်ဒါလေးကိုစဉ်းစားပါကြเนาะဦးဇင်းတို့လည်းငကွာထိုးလိတူပါပဲမန္တလေးမော်စပိုအိုးအိုးထောင်ယူမှာเนาะ17လကြတဲ့73လလောက်နေလိုက်တယ်73လလောက်မှာခင်ဗျပညာတွေအများကြီးရပါတယ်ပညာအစုံဆုံးကတော့အိုးအိုးထောင်လို့ဒီထောင်နေပဲပညာဆိုတော့เนาะထောင်ထဲမှာနေတတ်ရင်တော့အေးဆေးပါကြเนาะအားလုံးလာပါလိမ့်ကြ